က်အတွက်အပြော်လေးဥမြဝေးရမယ်ဆိုလို့ရှိရင်ဆယ်လာလုံးကောင်းဝင်လာတဲ့အချိန်မှာဒီနေ့ဒီချိန်ရွှေရပြီးကမှပဲဒီရွှေကိုရရှိပါတယ်ဆိုပြီးတော့အတီလင်းကျင်ညာနိုင်တာဖြစ်ပါတယ်ရှေ့ပိုင်းမှာဒီစနစ်တွေအမျိုးမျိုးပြောင်းနေတဲ့အမျိုးဖြစ်တဲ့အတွက် international လက်ခံမှုအများကြီးကြိုးစားနေရဖြစ်တဲ့အတွက်အဖက်ဘက်ကနေပြေဆုံးအောင်ဆယ်လာလုံးကြိုးစားနေရတာဖြစ်ပါတယ်ကောင်းဆုံးမျှော်လင့်ထားတာကတော့ဒီထက်ဒီထက်မကတော့မျှော်လင့်ထားရဆိုပေမဲ့အခုဒီစနစ်အရာဒီပုံစံကိုညီမတို့အကောင်းဆုံးဖျော်ဖြေပေးခဲ့တာရှင်ပြန်ခဲ့တာပဲဖြစ်ပါတယ် အဲတဦးတယောက်ချင်းစီတန်းအောင်လဲအားရချိန်နှံမှုရှိပါတယ်အကုန်လုံးလဲတော်ချပါတယ်မပါဝင်လိုက်တဲ့ reset player တွေဒီလဲသူတို့ဒီလဲတကယ်ရောအကောင်းဆုံးကစားသမားတွေဖြစ်ပါတယ်ဆိုတော့ကြောက်ကြရချင်ပါတယ် issue နေတဲ့ပြည်သက် GO ရောအပင်းနေတဲ့ပြည်သက် GO ရောမြန်မာနိုင်ငံရှိလူအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ် ခုလိုမျိုးရွှေယူပေးနိုင်ခဲ့တဲ့အတွက်လည်းတကယ်ဟိုဝမ်းမြောက်ဂုဏ်ယူပေးပါလို့ပြောချင်ပါတယ်ဒါမြန်မာ UAE အာကစားနီဖြစ်တဲ့အလျောက် international မှာလက်ခံတဲ့မြန်မာ UAE အာကစားနီမြန်မာအာကစားကပောင်းလို့ရမယ်ဆိုတော့စံပုတ်တိုင်းမြန်မာအာကစားနီကိုရွှေယူပေးခဲ့တာမို့လို့တကယ်ဟိုဂုဏ်ယူဝမ်းမြောက်ပေးပါလို့ပြောချင်ပါတယ်အဲအင်ယိုပင်ရောင်းရမြို့နယ်မှာမိသားစုလည်းရှိပါတယ်မြို့နယ်ကနေပြီးတော့ဒီအာကစားနီရဲ့ဆက်ကော်မတီလည်းရှိပါတယ်ဒိုင်းဆက်ကော်မတီလည်းရှိပါတယ်ဆက်ကော်မတီတိုင်းအတွက်ကောအာကစားဒီရွေးချင်းရောမျက်နှာသူတိုင်းအတွက်ကော ခုလိုမျိုးခြွေသေးယူပြီးတော့တာဝန်ချေနိုင်ခဲ့တဲ့အတွက်ကိုကိုကိုလည်းခုံယူပါတယ်ဆက်ကော်မတီတိုင်းဟောအပိမြင်တို့သူတိုင်းဟောကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ခြွေသေးစုရတာမြန်မာနိုင်ငံအတွက်ပထမဦးဆုံးခြွေဖြစ်တဲ့အတွက်ပို့ပြီးတော့အများကြီးဝမ်းသာပါတယ်ခင်ဗျာခုလိုမျိုးအောင်မြင်မှုရဖို့အတွက်အရှိမညီမတို့ပေါ့နော်အဲငလင်နေနဲ့လည်းကြုံခဲ့ရတယ်အခက်အခဲမျိုးစုံနေနဲ့ပေါ့နော် ဆယ်လားလောက်အချိန်နေပေးဆက်ပြီးတော့ကြိုးစားခဲ့ရပါတယ်။အားပေးနေတဲ့မြန်မာနိုင်ငံပြည်သက်ကြီးအလုံးနည်းနည်းရက်ကပြည်သက်ကြီးအလုံးလည်းကျေးဇူးတင်ကျေးဇူးများကြီးတင်ပါတယ်။ထိုင်းနိုင်ငံမှာထိုင်းကိုအနိုင်ရအတွက်အများကြီးကုန်ယူပါတယ်။ကိုမြန်မာရှင်လုံးလည်းဖြစ်တဲ့အတွက်အရှင်ထိုင်းကိုထိုင်းနိုင်ငံမှာလာပြီးတော့အနိုင်ရအတွက်အများကြီးဝမ်းသာပါတယ်ချင်း။အဲပထမဆုံးဟိုစာရရှိတဲ့အတွက်နိုင်ငံတော်အတွက်လည်းအများကြီး ဝင်သားပါလေရင်ဝင်သားဝင်သားလေအကျိတ်နေဆိုပေမဲ့လေဟိုကိုကလေးတွေရဲ့ဟိုအများကြီး training လုပ်ထားတယ်ယုံနဲ့ယုံကြည်တယ်အဲ့ဒါအတွက်ဟိုဝါရီလည်းမရှိပါဘူးအဲစိတ်လှုပ်ရှားမှုလည်းမရှိပါဘူးကိုကလေးတွေရဲ့ခြိစွမ်းခြိစားကိုဒါယုံကြည်ပါတယ်ကြည့်နေတဲ့ပရိသတ်တွေလည်းဒါမြန်မာနိုင်ငံအတွက်ရွှေယူပေးရတဲ့အတွက်ဒါဝမ်းသာနေမယ်ဆိုတာ ဒါသိပါတယ်အားပေးကြတဲ့ဟလာအဲ TV ဖန်သားပြင်ကအားပေးတဲ့ပရိသတ်ရောဒါကွင်းထဲမှာလာရောက်ပြီးတော့အားပေးတဲ့ပရိသတ်တွေအားလုံးကိုဒါကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်33ကြိမ်မြောက်ရှေ့တော်အာရှချင်းလုံးပြိုင်ပွဲကြီးမှာအမိနိုင်ငံတော်အတွက်ဒါပထမဦးဆုံးအဲရွှေတစိုက်ကိုမြန်မာချင်းလုံးအမျိုးသမီးအသင်းကရယူနိုင်ခဲ့ပါပြီ။